ဖွန်ချန်နာပြည်နိုင်ငံအသင်းလူစင်းကနေပါနှုတ်ထွက်လိုက်ရတဲ့လမ်းမရမယ်ပါစီလိုနာတင်းရဲ့ထုံတောက်လာတဲ့တိုက်စစ်ကစားမလေးလမရမယ်ကပေါင်ချန်တန်ရန်ရှိနေတာကြောင့်ဒါမဲ့ကမ္ဘာပလာခြေစစ်ပွဲကစားမဲ့စပိန်နိုင်ငံရွေးချယ်တင်းလူစင်းကနေနှုတ်ထွက်ခဲ့ရကြောင်းတီးပြခဲ့ပါတယ်။အသက်16နှစ်ရွယ်သားရှိတဲ့ရာမဲကဒီတန်ရန်ရရှိခဲ့တာကြောင့်ဒေသတစ်ပတ်နှစ်ပတ်သို့မဟုတ်၃ပတ်လောက်တိနားယူရဖို့ရှိနေပြီးဒါပါစီလိုနာတင်းရဲ့ရေဒီယိုပွဲစဉ်တွေကကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုဖြစ်လာခဲ့ပါတယ်။ဒါကြောင့်ရာမဲရဲ့တန်ရန်ရရှိမှုတမိုင်းကြောင့်ကစိုးရိမ်စရာဖြစ်လာနေပါတယ်။သူကရင်းစတိပါနိုင်ငံတွေကရတ္တတပတ်တော်ကလည်းတန်ရန်ရရှိခဲ့ပြီးလေးပွဲလဲချုပ်ခဲ့မှုပါတယ်။ရေဆူစီတက်တင်းကိုနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာလူစားဝင်ကစားကပြန်လာနိုင်ခဲ့ပေမဲ့ နောက်ထပ်ရေးကြီးတဲ့ပွဲစဉ်တစ်ခုဖြစ်တဲ့ PSG တင်းတဲ့ Champions League ပွဲမှာဒဏ်ရာထပ်မံပြန်လည်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ဘာစီလိုနာတင်းကရပိုင်ဒဏ်ရာရရှိမှုကိုတရားဝင်ထုတ်ပြန်ခဲ့ပြီးအခုတချိန်မှာလည်းစီကုံတို့ဝိုင်းမှာတတ်တောင့်တတာမဖြစ်တယ်လို့ခန်စားနေရတာကြောင့်အနားယူဖို့လိုအပ်နေတာလည်းဖြစ်ပါတယ်။ဒီတင်းရာကြောင့်ရမေကလာမယ့်တင်းငွေနေနေစီပီလာအတင်းနဲ့ဝေကွင်ပွဲစဉ်ကိုလွှဲချော်သွားမှာဖြစ်ပြီးဒါမဲ့စပိန်အတင်းရဲ့နိုင်ငံတကာရဲတပ်တွေပွဲစဉ်တွေကိုလည်းလုံးဝပါဝင်နိုင်တော့မှာမဟုတ်ပါဘူး။ရမေကခုရသည်မှာဘာစီလိုနာအတင်းတို့ငါးဘောကစားပြီးငကိုအတွင်းလေးကိုဖန်တီးထားခဲ့တာကြောင့်သူရဲ့မရှိမှုကအတင်းရဲ့တိုက်စစ်ပိုင်းဆွမ်းဆောင်ရဖို့တည်တည်တတ်တတ်တက်ရောက်မှုရှိလာမှာလည်းဖြစ်ပါတယ်။ ဂျမတီယောက်ဒီယာဒီဆောင်မှာပဲဒဏ်ရာနှစ်ချိန်ရရှိခဲ့ပြီဖြစ်တာကြောင့်ပရီတလီကသူ့ရဲ့ကြမ်းခိုင်မှုပေါ်ဆိုးရိမ်ပူပန်မှုတွေမြင့်တက်လာခဲ့ပါတယ်။ဘာစင်နာတီးရဲ့နီးပြဖော်ရင်နေနဲ့ငွေရတဲ့လမ်းမရမယ့်ကိုပွဲလိုက်ထိတ်တုံးနေတာကိုရှင်းချဖို့အတွက်ပရီတလီကပြင်းပြတဲ့တိုက်တွန်းနေကြပါတယ်။အယုံမရောက်သေးတဲ့ကစားမတူရဲ့ခန္ဓာကိုယ်ကိုစင်စမ်းမပြတ်ဖိအားပေးအသုံးပြုနေတာကရည်ကြီးမှကြီးမားတဲ့ဒဏ်ရာပြဿနာတွေကိုဖြစ်ပေါ်နိုင်စေတယ်လို့ပရီတလီကတုံ့တက်နေကြပါတယ်။ဒါပြင်ပရီတလီကမှလည်းရာမဲကိုချစ်သူနာတိတ်မကန်နဲ့ဆိုပြီးနောက်ပြန်ဝေဖန်မှုတွေလည်းပေါ်ပေါက်လာခဲ့ပါတယ်။ သူကလူငယ်စံနဲ့ပျော်ပါမှုတွေနဲ့ပတ်သက်ပြီးစကီကြီးတွေစကီကြီးတွေနဲ့တပူတော်တဲ့မြင်နေရပြီးအဲ့ဒီအကျိုးဆက်တွေလားဆိုပြီးရင်းမြုံးဝေပဲမှုတွေလည်းရှိနေပါတယ်။ပီကေတန်လူရည်ကအီတလီတီးတန်ကန်းချေမှာသူနဲ့ထိတ်ခဲ့တဲ့ influencer အမကြီးကိုနားချိတ်တော့မပီးခဲ့ရမယ်။အခုတော့ဝက်ပြန်လဲနေပြီထင်ပါတယ်။ဒါပြင်နိုင်ငံတင်းမှာရာမဲနှုတ်ထွက်ခဲ့ရခြင်းပေါ့ဝေပမှုနောက်ခွဲမှာကလပ်အသင်းနဲ့နိုင်ငံတင်းခြားကအကျိုးစီးပွားပရိပခတ်လည်းရှိနေကြောင်းထောက်ပြသူတွေရှိနေပါတယ်။ပရိသတ်တို့ကဘာစီလိုနာတို့နိုင်ငံတကာပွဲတွေအတွက်ဆေးလို့ပေးလို့ခြင်းမရှိတာကြောင့်ဘယံကိုရှောက်ပြောပြီးဟန်ဆောင်နေတယ်လို့ဝေပန်နေကြပါတယ်။ကလပ်အသင်းနဲ့သူရဲ့အဓိကကစားမဒဏ်ရာမရရှိသေးဖို့အတွက် နိုင်ငံတကာတာဝန်ကနေကာဝယ်လိုတာကဘော်လုံးကမှမကြာခဏဖြစ်ပေါ်လဲရှိတဲ့ခြေအနေတစ်ခုလည်းဖြစ်ပါတယ်။ဒါပေမဲ့ရာမဲဒီယာကောင်းကောင်းချက်ကင်မှုမပြေသေးတာကတော့အသေးစားပါလေလို့အတင်းဘကထုတ်ပြန်ထားတာကြောင့်လာမဲနှစ်ပတ်ဒါမှမဟုတ်သုံးပတ်တာကာလအတွင်းမှာရာမဲရဲ့နားယူချိန်ကိုပြေဝပေးပြီးဒီယာစီရဲ့ကြံရှိနေတဲ့ပိုင်းတွေအတွက်အန်နီရဲ့ကင်းစော့ပြန်လဲပါဝင်နိုင်ရေးကိုဘာစီလိုနာအသင်းကလေးထားဆောင်ကြည့်သွားမှာလည်းဖြစ်ပါတယ်။ဒီမှာကျွန်တော်တို့ကတော့အမှားကိုချက်ပြတ်ပြီး